အားလုံးမင်္ဂလာပါရှင်အဲကျမပြီးခဲ့တဲ့နေ့ကဆိုရင် ကိုကြီးကိုသွေးငါမျိုးရဲ့အကြောင်းလေးကိုပြောခဲ့တယ်ကိုကြီးကိုသွေးငါမျိုးရှိတယ်ဒါဒါရိုက်တာညွှန်ကြားတဲ့သူတွေဆိုရှယ်လိုက်ဇာဆက်ဆက်ရေးကောင်းမွန်တဲ့သူတွေသင်္ခါအတင်းသားတွေးခေါ်တတ်တဲ့သူတွေနောက်ပြီးတော့ type ဒီအကြတော့ကျမတို့ supporter ဆိုပြီးတော့ဗောနောထောက်ပံ့နောက်လိုက်ကောင်းတဲ့သူတွေဗောနောနောက်ပြီးတော့ကျမတို့ die h ကကြတော့သူက die နှစ်ခုနှစ်မျိုးပေါင်းဆက်နေတာပေါ့နော်တိုင်ရင်နဲ့ b နဲ့ပဲဖြစ်ဖြစ်တိုင်ရင်နဲ့ c နဲ့ပဲဖြစ်ဖြစ်စသည်ဖြင့်ပေါ့နော်နှစ်မျိုးပေါင်းဆက်နေတဲ့ပုံစံမျိုးတွေစုပြီးတော့ရှိနေမယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးခဲ့တယ်အဲ့ဒီအမှတစင်ဒီမှာဒါရိုက်တာရဲ့အာသာချက်တွေအာနေချက်တွေညွှန်ကြားသူရဲ့အာသာချက်တွေအာနေချက်တွေရှိတယ်အဲ့လိုပဲ ဒီ socializer ဆိုတဲ့ဆက်ဆံရေးကောင်းမွန်သူရဲ့အတားချေအနေချက်တွေရှိတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခဲ့ပါတယ်။အဲ့ဒီမှာလည်းပဲဒီပေါ့နော်အော်ညကြားတဲ့သူဆိုတာနဲ့ဆက်ဆက်ရေးကောင်းသူဆိုရဲဒီဇေယလက္ခဏာလေးဟာကိုယ်ကြီးကိုယ်သွေးလေးရပါ sorry personality ဒီကကိုယ်ကြီးကိုယ်သွေးလေးဟာ နှစ်ခုပေါင်းဆက်နေပြီဆိုလို့ရှိရင်လေဒါအဖွဲ့အစည်းထဲမှာရောမိမိရဲ့လုပ်ငန်းဆောင်တာတွေထဲမှာရောဒီဟာပို့ပြီးတော့ဟိုပါဖြစ်မယ်နော်ပို့ပြီးတော့ကောင်းမွန်တဲ့ရလက်ကလေးကိုရရှိလာစေတယ်ဒီလိုမျိုးဒီမှာဆွေးနွေးခဲ့ပါတယ်အဲ့ဒီမှာဆိုရင်ဆက်ဆံရေးကောင်းသူနဲ့ပေါ့နော်လူမှုဆက်ဆံရေးကောင်းတဲ့သူနဲ့ပေါ့ဒီကပေါင်းဆက်နေပြီဆိုလို့ရှိရင် ဒါမျိုးဆိုလို့ရှိရင်သူတို့တွေရဲ့ဒီအလုပ်တာဝန်တွေလှုပ်ဆောင်ရတဲ့အခါမှာလည်းပို့ပြီးရောပေါ့နော်ဒါဖွဲ့စည်းတွင်မှာ ညီညီမြမြပေါ့နော်ထိန်းညီပြီးတော့လှူဆောင်နိုင်မယ်ပို့ပြီးတော့လည်းကောင်းမွန်တဲ့ရလက်တွေကိုရရှိလာစေနိုင်တယ်ဒါကြောင့်ဒီလိုမျိုးကိုကြီးကိုသွေးတွေပါပေါ့နော်တခုချင်းစီတွေမဟုတ်ဖ ೇನೆ ပေါ့နော်တခုနဲ့တခုပေါင်းဆက်နေနိုင်တယ်ဆိုတာလေးကိုလည်းကျမဆွေးနွေးခဲ့ပါတယ်အဲ့မှဆိုရင်ဒါဆက်ဆံရေးကောင်းသူနဲ့ပေါ့နော်ကျမတို့ညွှန်ကြားသူဆိုတာနဲ့ပေါ့နော်ပေါင်းဆက်နေမယ်ဆိုလို့ရှိရင်ဒါဆိုရင် तू ကအတွေးခေါ်တွေလည်းကောင်းမယ်နောက်တကဝေဖန်ပိုင်းခြားနိုင်တဲ့ခြေနေတွေလည်း तू ရရှိလာစေမယ်ပေါ့နော် ဒါဆိုလို့ရှိရင်အဲမိမိရဲ့အဖွဲ့အစည်းတွေမှာ ပို့ပြီးတော့ပေါ့နော်ဒီလှုပ်ဆောင်ရတဲ့အခါမှာညှိနှိုင်းဆောင်ရွက်ရတဲ့အခါအရာမျိုးတွေမှာဒါအစဉ်ပြေပူချောမွေးမှုတွေပို့ပြီးတော့ရရှိလာစေလိမ့်မယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးခဲ့ပါတယ်။အဲ့တော့ယနေ့မှလည်းပဲကြံရှိနေတယ်ပေါ့နော်ကျွန်မတို့ရဲ့ဒီကိုကြီးကိုသေးဆိုင်ရာငါမျိုးရဲ့မှာကြံရှိနေတဲ့၃မျိုးကြောင်းကိုယနေ့ဆက်လက်ပြီးတော့ဒါဆွေးနွေးပေးသွားမှာပါရှင်။အဲ့တော့ type C thinker သင်္ခါရရကြတော့စဉ်းစားတွေးခေါ်တဲ့သူတွေသူတို့မှလည်းအာတကျအာနေချက်တွေရှိရဲ့အာတကျတွေကကြတော့တီထွင်ဖန်တီးကျင်ရတယ်တီထွင်ဖန်တီးကျင်တဲ့စိတ်တွေရှိတယ်မိခိုနိုင်တယ်အဲတပါသူတို့ကသူတို့ကိုလာပြီးတော့သူတို့ကိုမိခိုလို့ရှိရင်အကူအညီပေးတောင်းလို့ရှိရင်လည်းအများအားပေးတတ်တဲ့သူမျိုးတွေပါလွတ်လပ်စွာတွေးတော့လုတ်ကင်နိုင်တဲ့သူတွေဖြစ်တယ်တဲ့လွတ်လပ်စွာတွေးတော့ပြီးတော့လုတ်ကင်နိုင်တဲ့သူတွေဖြစ်တယ်ဒီကစဉ်းစားတွေးခေါ်သူဆိုတော့ ကျမတို့ကိုကြီးကိုသေးလက္ခဏာရှိတဲ့သူတွေကပေါ့နော်စနစ်တကျစု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 စီစီဆောင်ရွက်တတ်တယ်သူလုံးလုံးလို့ရှိရင်တကယ်ကိုစနစ်တကျလှုပ်ဆောင်တတ်တယ်ပေါ့နော်အဲသူ့ကိုကူညီတောင်းလိုက်လို့ရှိရင်အများရန်ဒါသူဟာစနစ်တကျနဲ့အရာရာကိုတည်တည်တတ်တတ်နဲ့လှုပ်ဆောင်တတ်တဲ့သူမျိုးတွေဖြစ်ပါရဲ့တဲ့အဲနောက်အားနေချက်တွေကတော့လူမှုဆက်ဆံရေးမှာညံ့တယ်တဲ့ လူမှုဆန္ဒရေးကိုမှညံ့ပုံရရတယ်ပေါ့နော်အဓိကကျမတို့စဉ်းစားတွေးခေါ်ရဲသူကသူကအတွေးတွေကနည်းနည်းလေးဟွာဖြစ်တာဆိုတော့ပေါ့နော်သူကလူမှုဆန္ဒရေးကြတော့နည်းနည်းညံ့သွားတတ်တယ်တဲ့ဖာတိဘာသာနေတတ်တယ်တဲ့ဖာတိဘာသာနေတတ်တယ်အဲနောက်ပြီးကြတော့တန်တရားရှိတတ်တယ်တော်ယုံနဲ့လက်မခံဘူးတဲ့လက်မခံတတ်ဘူးပေါ့နော်တော်ယုံကိုလက်မခံဘူးပေါ့နော်သူကကြတော့ဒီဟာအားနေချက်တွေပေါ့နော်တချို့ကိစ္စတွေကကြတော့ဒါ ဒီလိုမျိုးအားနေချက်တွေအားတာချက်တွေဆိုတာတည်ထားခြင်းအဖြစ်တော့เนาะဒါကိုကိုကိုပြန်လဲသုံးသပ်လို့ရအောင်ကျမကနေဆွေးနွေးပေးခြင်းနေရင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျမတို့တိုက် sorry တက်ချက်ကြံခဲ့ဒီမှာဆိုလို့ရှိရင် तू ကအဲတန်တရားရှိတဲ့တဲ့တော်ယုံနဲ့လက်မခံတတ်ဘူးနောက်တစ်ခါခက်ခွာခွာနေတဲ့တဲ့ तू တူဦးနေလို့တဲ့သဘောတရားတွေရှိရပေါ့เนาะဒါကကြတော့လေကျမတို့ဒါအဲဒီကတော့အင်တာကြတော့ introvert တမားတွေနည်းနည်းစင်ပါပေါ့နော်ဒီကစဉ်းစားတွေးခေါ်တဲ့သူတွေကကြတော့ introvert နဲ့စင်မယ် personality မှာလေကျမတို့ကျမရှေ့ပိုင်းမှာဆွေးနွေးခဲ့တယ်အဲအဲ့တော့ကြတော့ဟိုဟိုပညာရှင်တွေကသူတို့အမျိုးတူပုံစံအမျိုးမျိုးနဲ့တာဖော်ထုတ်ထားတာပါတစ်ခုနဲ့တစ်ခုကအဲတူညီမှုတွေအများကြီးရှိနေတယ်ဆိုတာလေးကိုကျမဆွေးနွေးပေးလို့ရင်းဖြစ်ပါတယ်အဲဆိုရင် now type တစ်ခုကိုသွားခွင့်ပြုပါဒါကကြတော့ type D ကကြတော့ supporter ထောက်ခံပေးသူ နောက်လိုက်တွေပေါ့နော်ထောက်ခံပေးတဲ့သူဆိုရယ်ပါစင်ဒီကကျမတို့ကိုကြီးကိုသေးရှိတဲ့သူတွေဟာအတာချက်အနဲ့ချက်တွေလေးလာသွားကြအောင်ပါအတာချက်တွေကဘာတွေဖြစ်မလို့ဆိုရင်ကျင်နာတတ်တယ်ဆောင်လျှောက်တတ်တယ်နောက်တစ်ခုကကြတော့ရိုးရိုးသားသားလှုပ်ဆောင်တတ်တယ်ယုံကြည်ရတဲ့သူမျိုးတွေဖြစ်တယ်အလုပ်ကိုတည်တည်ငြိမ်ငြိမ်လုပ်တယ် stable သမားတွေပေါ့နော်တည်တည်ငြိမ်ငြိမ်လုပ်တတ်တယ်မျက်စိရှင်တဲ့သတိပြုတတ်တယ်အဲမျက်စိရှင်တာဟိုဒါဆိုရင်မျက်စိကျုပ်လုပ်တယ်မျက်စိရှင်မှာ အာပို့ပြီးတော့လုံုံစိတ်ချမှုဆိုတော့အဲပိုကောင်းမွန်တဲ့အကျိုးရလက်ကိုရရှိစေတာဟုတ်ဒီလိုလူမျိုးတွေအတွက်ဆိုတို့ပြီးတော့ရှင်ပြေမှာပါမျက်စိရှင်နဲ့သတိပြုတတ်တယ်နောက်တစ်ခုကအဲဒါတွေကကျတော့ကျွန်တော်တို့အားသာချက်တွေပေါ့နော်ကျွန်တော်တို့ supporter ဆိုတော့ဒီပေါ့နော် သူတို့ထောက်ခံတဲ့သူ နောက်လိုင်းဆိုတော့ကျွန်တော်တို့ဒီကိုကြီးကိုသေးလက္ခဏာရှိတဲ့သူတွေကပေါ့နော်ဒီလိုမျိုးအားသာချက်တွေရှိတယ် အားနည်းချက်တည်းကဘာလို့ရှိမလို့ဆိုရင်မိမိကိုယ်ကိုယုံကြည်မှုအားနည်းတယ်မဝမ်းမရဲတွေဖြစ်တတ်တယ်မိမိကိုယ်ကိုယုံကြည်မှုအားနည်းတယ်အဲ့ဒါကကြတော့လေအားနည်းချက်ပေါ့နော်နောက်တစ်ခုကကြတော့ရှက်တတ်တယ်နာကျင်ခံစားတယ်တခုခုဆိုရင်တိတိလေးရဆာမှာသူကတအားကြီးနာကျင်ခံစားဖြစ်တာလေဒါမျိုးတွေကအားနည်းချက်တွေပါအပြောင်းလဲလုပ်ဖို့ခက်တယ်တဲ့သူတို့တွေကကြပါနော်အပြောင်းလဲလုပ်ဖို့ခက်တယ်အပြောင်းလဲလိုကြဘူးပေါ့ဒါဆိုရင်ကျမတို့ဘာရင်းနဲ့သွားတယ်မလို့ conservative တင်နေသွားတူမှာပေါ့နော် အာအမိမိကိုကိုယုံကြည်မှုအနေနဲ့မဝမ်းမရဲဖြစ်တတ်တယ်ရှက်တတ်တယ်နာကျင်ခံစားလွယ်တယ်အပြောင်းလဲလုပ်ဖို့ခက်ခဲတယ်ဒါကြတော့ကျမတို့ type D ဆိုတဲ့ supporter ထောက်ခံအပေထောက်ခံအပေတဲ့သူ now line ဆိုတဲ့ personality ကိုကြီးကိုသွေးလက္ခဏာရှိတဲ့အခြေအနေတွေပါလူမျိုးအတာချက်တွေအားနည်းချက်တွေကိုသိရှိလာပြီ now type တစ်ခုကိုကျမဆွေးနွေးခြင်းပြုပါ now type တစ်ခုကကြတော့ကျမတို့နှစ်ခု ပေါင်းဆက်နေရပေါ့နော် type A နဲ့ B နဲ့ပေါင်းဆက်တာပဲဖြစ်ဖြစ် type A နဲ့ type C နဲ့ပေါင်းစပ်ထားပဲဖြစ်ဖြစ် type D နဲ့ type B နဲ့ပေါင်းစပ်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နှစ်ခုသမုတ်သုံးခုလည်းပေါင်းစပ်နေရရင်လည်းဖြစ်နေနိုင်ပါတယ်တဲ့ဒါဆိုလို့ရှိရင်ညီမတို့ဒီမှာဆိုရင်နမူနာလေးပေါ့နော် type A ညွှန်ကြားတဲ့သူဆိုလို့ရှိရင်ဘလို့ဒီမှာဆိုရင်သူမှာတာဝန်ယူတတ်တဲ့သူ ဒီကကိုကြီးကိုသေးရရှိနေမယ်စူးဦးတီထွင်တတ်တယ်သူကအများအားဥဆုံးပေါ့နော်ဒါဆိုစူးဦးတီထွင်နေဆိုတာတော့ဒါကျမတို့ဆိုရင်ဒါမျိုးတိတ်မရှိဘူးပေါ့နော်ဟိုတိတ်ဒီ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 နေပြီဒီနေရာမှာကျမတို့အားနေပါတယ်ဟိုဒါတော့ကိုအားနေချက်ဆိုတာတခုစင်းစီမှာရှိနေနိုင်မှာပါနောက်တကအလုံမျိုးစုံကိုတပြိုင်တည်းလုံနိုင်တယ်ဒီဒီစိမ်မှာဒီအလုံကိုလုံနေရင်လည်းပေါ့တွဲလေးရပေါ့နော်တခြားလုံတစ်ခုရောတွဲပြီးတော့အဲ့လိုမျိုးဆောင်ရွက်နိုင်တဲ့သူတွေဖြစ်တဲ့ဒါကကြတော့ type ပေါ့နော်ဒီမားကြီး ါတို့ဘောကြဒီမှာဆိုရင်စိတ်ကူးကောင်းတယ်စိတ်ကူးရင်တက်တယ်မိမိကိုယ်ကိုမိမိယုံကြည်မှုရှိတယ်ဒါမျိုးတွေဆိုဒီလိုမျိုးဆိုလို့ရှိရင်ဒီသူ့ရဲ့ type တွေ type တွေဟာတစ်ခုပေါင်းဆက်နေရမျိုးတွေဟာရှိနေနိုင်တယ်ဒါမျိုးလူလေးတွေလည်းရှိနေနိုင်တယ်ဆိုတာကိုကျွန်မကနေပြီးတော့ထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီလိုမျိုးအခြေအနေတွေကိုသိရှိခြင်းအပြင်မိမိရဲ့ကလေးမှာရောဘယ်လို type တွေရှိနေရတော့မိမိနဲ့ ဒါကိုင်ညီမှုရှိရလားဘလို့ temperament နေရှိနေရတော့အားကြောင့်ဒီလိုမျိုး personality ဆိုရယ်ကိုကြီးကိုသွေးရယ်မိမိကိုကြီးကိုသွေးရယ်နဲ့ကိုင်ညီမှုရှိလားအဲဒါမျိုးတွေကိုလေးလာတုံးသက်ခြင်းအပြင်တင် जा တင်ယူမှုတွေမှာလည်းသူတို့ type တွေနဲ့အဆင်ပြေမဲ့ကိုင်ညီမဲ့ဒီတင် जा တင်ယူပုံစံလေးတွေဖြစ်အောင်ပြုပြင်ပြောင်းလဲပြီးတော့မှပေးလို့ရှိရင်ပို့ပြီးတော့ဒါစိတ်ဝင်စားမှုတွေအားကောင်းလာပြီးတော့မိမိရရှိသွားစေခြင်းနဲ့အရေးအသွေးတွေကို ပုံမကောင်းမွန်စွာနဲ့ပေါ့နော်မမှန်ကန်ကန်နဲ့ပေါ့နော်ရောက်ရှိသွားစီမှာပါ။ဒါကြောင့်ဒါမျိုးတွေကိုကျမတို့ဆွေးဆွေးနွေးပေးနေရခြင်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုရင်တော့ type 5မျိုးပေါ့နော်။ type A, data, type B ကျမတို့ socializer, type C thinker, နောက်တစ်ခါ type D ကကြတော့ supporter, type H ကပေါ့နော်ဒါဆိုအတော့မပြောတော့ H ကကြတော့နှစ်ခု type တွေနှစ်ခုရောနေတတ်တယ်ပေါ့နော်ဒါမျိုးငါးမျိုးငါးအဖွဲ့ရဲ့ငါးအုပ်စုကိုကြောင်းကျွန်တော်ဆွေးနွေးသွားတယ်ဒါပေမဲ့လို့တချို့ကကြတော့ရှစ်အုပ်စုလည်းရှိတယ်ရှစ်အုပ်စုဆိုပြီးဒီမှာဆိုလို့ရှိရင်သူ့ရဲ့ရှစ်အုပ်စု ရှိနေနိုင်တာပါဒါမျိုးကိုကျွန်မဒါဟိုပေါ့နော်ဒါတိသွားအောင်လို့ပေါ့နော်ဒါလေးတွေကို အပူဆောင်နေနေပေါ့တိရှိသွားအောင်လဲထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ကုညီလန်းညော်တင်ပြသူ ဆိုပြီးတော့ကျမတို့ဒီကိုကြီးကိုသွေးလက္ခဏာတခုရှိမယ်။နောက်တစ်ခုပုံသွင်းတတ်သူဆိုရဲကိုကြီးကိုသွေးလက္ခဏာတခုရှိမယ်။မွေပန်ပိုက်ချတတ်သူဆိုရဲကိုကြီးကိုသွေးရှိမယ်။နောက်တစ်ခုထိန်းချောင်းလိုသူ ဟိုထိန်းချောင်းလိုသူဆိုတာသူတပားကိုပေါ့နော်ထိန်းချောင်းလိုတာဒါမျိုးလိုအဲ့လိုမျိုးပေါ့နော်ထိန်းသူတပားကိုပေါ့နော်ဒါကူညီဆောင်ရှောက်လိုတာမျိုးပေါ့နော်ဒါမျိုး type တွေရှိမယ်နောက်တစ်ခုကကြတော့ညွှန်ကြားတဲ့သူဒီမှာရှေ့ပိုင်းမှာဆွေးနွေးချက်မှာပါတယ်နောက်အောင်မြင်လိုတဲ့သူနောက်တစ်ခါကကြတော့အကျိုးဆောင်လိုတဲ့သူနောက် sorry နောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုလို့ရှိရင် ရှေ့ဆောင်တီထွင်လိုတဲ့သူပေါ့နော်ရှေ့ရမှာစူးတီထွင်နေဆိုရင် type A ထဲမှာဆိုရင်ကျွန်မဆွေးနွေးရထဲမှာပါတယ်ဒီလိုမျိုးပေါ့နော်ဒါ passive ဒီကကျွန်မတို့ရဲ့ကိုကြီးကိုသွေးရှစ်အုပ်စုဆိုပြီးလဲဟိုရှိကြတယ်ပေါ့နော်ဆွေးနွေးဖော်ထုတ်ကြတဲ့သူတွေကလည်းပညာရှင်ကြီးတွေကရှစ်အုပ်စုဖော်ဖော်ထုတ်တဲ့သူလည်းရှိရဲ့ငါးအုပ်စုဖော်ထုတ်တဲ့သူလည်းရှိရဲ့အဲတရားနဲ့တရားကိုမတူညီတဲ့အခါမှာမတူညီသလိုလေးပေါ့နော်ဒီသူတို့ရဲ့ဆွေးနွေးဖော်ထုတ်သုံးသက်ထားရတဲ့ကောက်ချက်ချထားတဲ့ အခြေအနေလေးတွေကွဲပြားမှုရှိတာပါသို့တော်ညာလေ type တစ်ခုနဲ့ဒီတစ်ခုနဲ့တစ်ခုပါဗောနော်ဟိုအနှဲငယ်လေးပဲ꿰ပြတာပါတော်တော်များများဟာတူညီမှုရှိပါတယ်ဒါကြောင့်ကျွန်မကဆွေးနွေးသွားတယ်ဗောနော်ဒီကိုကြီးကိုသေးဆိုင်ရာအာလက္ခဏာတွေကိုကြီးကိုသေးဆိုင်ရာလက္ခဏာတွေဟာဘယ်လိုတွေရှိနေတော့ဆိုတာလေးကိုအာတာချက်တွေအာနဲ့ချက်တွေနဲ့ကျွန်မရှင်တွဲပြီးတော့ဆွေးနွေးပေးသွားပါတယ်အဲ့လိုမျိုးဆွေးနွေးပေးသွားခြင်းအပြင်ဗောနော်မိမိရဲ့ စာတဲ့မိမိတင်ကြပေးနေရတဲ့ကလေးတွေမှာဘလို type တွေရှိနေရတော့မိမိရဲ့အင်ဒူအိန္ဒိယအိမ်သားတွေမှာဘလို type တွေရှိနေရတော့ဒါတက်ကမိမိရဲ့ကလေးမှာဘလို type တွေရှိနေရတော့မိမိနဲ့အဲ့ဒါပေါ့နော်ဒိုင်လျောညီတွေမှုရှိကြရှိရလားမညီဘူးဆိုလို့ရှိရင်လည်းဘာကြောင့် तू ကဒီလိုမျိုး type ကိုပြောင်းပုံစံပြောင်းနေရတာတော့ဆိုပြန်လေသုံးသက်လို့ရအောင်လို့ပါဒီလိုမျိုးသုံးသက်တဲ့အခါမှာငငယ်မှာဆိုရင်တော့သူကြီးကပြုပြင်ပြောင်းလဲလို့ရတယ် အရွယ်ရောက်လာပြီဆိုရင်တော့ကိုကိုတိုင်ကကိုပြောင်းလဲကျင်တဲ့စိတ်ရှိမှဟိုဒါပြောင်းလဲတာပါအဲ့တော့အဒီအသက်ရွယ်ရလာပြီဆိုရင်တော့မိမိကိုယ်တာမိမိအထီးကပါအဲ့တော့ရမိမိကိုယ်ကမိမိကိုယ်တိုင်ကပေါ့နော်ဒီလိုမျိုးအာတာချက်တွေအာနေချက်တွေကိုသိရှိသွားပြီဆိုရင်အာတာချက်တွေများလာပြီအာနေချက်တွေညှော်နေသွားအောင်မိမိကိုယ်တိုင်ကကိုယ်ပဲကိုကိုကိုထိန်းချောင်းရင်းနဲ့ပြုပြင်ပြောင်းလဲသွားရင် ဒါပုံမှုကောင်းမွန်တဲ့အခြေအနေကိုရရှိလာစီမှာပါအဲ့တော့ဒါမျိုးလေးတွေကိုလေ့လာခြင်းအဖြစ်ကိုယ်ရည်ကိုယ်သွေးဆိုင်ရာလက္ခဏာလေးတွေကိုလေ့လာခြင်းအဖြစ်မိမိရဲ့တည်ကြားတည်ယူမှုတွေဟိုလှုပ်ဆောင်တဲ့အခါမှာလည်းမိမိရဲ့အတန်းထဲမှာရှိတဲ့ကလေးတွေ မိပတ်ဝန်းကျင်မှာရှိရဲပေါ့နော်ကလေးတွေကိုဘလို type တွေရှိရဲဆိုတာကိုဝေဖန်သုံးသပ်ပြီးတော့ပေါ့နော်သူတို့ကိုထိရောက်တဲ့တင် जा တည်ယူမှုတွေကိုဆောင်ရွက်ပေးလို့ရအောင်ကျမကဒီလိုမျိုးပေါ့နော်အဓိကရဲ့ကိုကြီးကိုသေးဆိုင်ရာအကြောင်းအရာလေးတွေကိုဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျမရဲ့ဂူလိုမျိုးဆွေးနွေးချက်ကလေးတွေကို live ကြည့်ရှုတဲ့သူတွေကိုလည်းအားလုံးဝေဖန်သုံးသပ်ပေးနေတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ခုကျမကနေ့ဆိုလို့ရှိရင်မနေ့က type 2ကိုဒီပုံစံတစ်မျိုးနဲ့ပေါ့နော်ခုနကကျမတို့ဒီ Louis ဂိုလ်ဘတ်ရဲ့သူပေါ်ထုတ်ထားတယ်ကျွန်မ ocean ဆိုတဲ့အကြောင်းအရာဒီအတူကောက်ကလေးနဲ့ပေါ့ကျွန်မရှင်းရှင်းဆွေးနွေးသွားရယ်ခဏိမှာကျတော့ type တွေနဲ့ပေါ့နော်ငါးအုပ်စုကိုအဓိကထားပြီးတော့ကျွန်မဆွေးနွေးပေးသွားပါမယ်နောက်နေ့တွေမှာလည်းကြံရှိနေသေးတဲ့အကြောင်းအရာလေးတွေကိုဆက်နဲ့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်